ဝင်မင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျမ်းမာချမ်းသာကြပါစေကျွန်တော်ဆုတောင်းပေးပါရခင်ဗျာယနေ့ကျွန်တော်ကြည့်ဆုတောင်းမယ့်ဗီဒီယိုလေးကတော့ဒါတပီယိုမှာကျွန်တော်တို့အဲတွေ့နေရတဲ့အခွာကတော့အသက်80နဲ့2နှစ်ရှိတော်ပြီပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့အဲသမုဒ္ဒရာဝန္ဒရာအတွက်ကျွန်တော်တို့ဒါမျိုးနှုတ်စားနေရတာပေါ့နော်မျိုးနှုတ်နေရတာပေါ့နော်ဒီနေ့တော့အခွာတယောက်တည်းပေါ့နော်အခွာရဲ့ရောက်တာကတော့ဒါဖိုးကတော့အိမ်မှာဒုနာလို့ဆိုပြီးတော့ဒါနားခဲ့တယ်ပေါ့နော်ကျွန်တော်တို့အသက်တွေကကြီးသွားပြီမဲ့လည်း ဒီစားဖို့တောက်ဖို့အတွက်ကိုကျွန်တော်တို့လေလှုပ်ရှားရုန်းကန်နေရတာပေါ့နော်တကယ်မှလည်းအဖွဲ့အတွက်အဆင်မကောင်းပါဘူးပေါ့နော်အသက်ရအကြည့်ပြီးမဲ့လည်းကျွန်တော်ဒီအသက်ရဆိုတာတကယ်မှကျွန်တော်တို့ဖရာသားចောင်းចောင်းတက်နေကျွန်တော်တို့အိမ်မှာတရားဘဝနာများအားထုတ်ပြီးတော့အဲကိုယ့်ရဲ့မိကြီးတွေနဲ့ပျော်ပါးပြီးတော့နေရမယ့်အရွယ်ပေါ့နော်ဒါပြီးမဲ့လည်းကျွန်တော်တို့အဆင်မပြေမှုတွက်တော့နော်ကျွန်တော်တို့အဲရုန်းကန်လှုပ်ရှားစားဖို့စားတောက်နေရတာပဲနော်အဖွဲ့အတွက်တကယ်မှစိတ်မကောင်းပါဘူးနော်ကျွန်တော်တို့ကြည့်လိုက်ရအောင်နော်ဗီဒီယိုလေးကတော့တူတူလေးပါပဲ ဒါတော့ကျွန်တော်တို့ရွာအမီးပေါ့ဗျာအတက်ကတော့80နှစ်နေရှိခုချိန်ဒီပြုံးလို့နိုင်တော့မဲဆန္ဒဖြူပေမဲ့လက်ကတော့တွက်နေတော့မဲသူအိမ်သားလည်းရှိသေးတယ်သူအိမ်သားကတော့ဒီနေ့မပါဘူးပေါ့မီးကတော့တရားတော့စားဝင်နေအတွက်တစ်ဖက်တစ်လမ်းနေပြီးတော့အလုံးလုံးနေရပေါ့ဗျာဒါကတော့အတက်80ကျော်မီးကျွန်တော်တို့ရွာမှာပြုံးလို့နေရပေါ့လား ဒါကတော့ကျွန်တော်တို့ရွာအမီးကြီးပေါ့ဗျာအတက်ကတော့82နှစ်ရှိခုချိန်ဒီပြုံးလို့နိုင်တော့မဲဆန္ဒဖြူပေမဲ့လက်ကတော့တွက်နေတော့မဲ W လေးကတော့ဒီလောက်ပဲပေါ့နော်အဲအဖေါ်မှာတော့သားသမီးကြီးရှိတယ်အဲရှိတယ်လို့တော့သိရတယ်ပေါ့နော်ဒါပေမဲ့အဲသားသမီးတွေလည်းကျွန်တော်တို့သူ့လိုငါလိုပဲပေါ့နော်အဆင်မပြေတော့လဲမိဘကိုလည်းကျွန်တော်တို့မပင်းမကန်းနိုင်ဘူးเนาะသားသမီးတွေလည်းစောက်ဖို့တောက်ဖို့တော့ရုံးကန်နေရတာဆိုတော့လေအဆင်မပြေမှု အဆင်မပြေမှုကိုကျွန်တော်တို့တယောက်တဝက်အမြောက်ဝေခန်းစားနေတဲ့သဘောမျိုးပေါ့နော်သူလည်းမကြည့်နိုင်ငါ့ကိုလည်းသူမကြည့်နိုင်နဲ့အဖေလည်းမငဲ့နိုင်အမေလည်းမငဲ့နိုင်ဒီမှာလည်းစားဖို့အတွက်အဆင်မပြေတော့ကျွန်တော်တို့မထောက်ပံ့ပေးနိုင်ဘူးပေါ့နော်ဒါပေမဲ့လည်းအဖေကတော့သူ့ရဲ့ကျမ်းမကြီးဒါကောင်းတယ်လို့ပဲခေါ်မှာပေါ့နော်အဖေရောဖေကျမ်းမကြီးကောင်းတဲ့အတွက်အဲသူတို့လင်မယားနှစ်ယောက်အတွက်တဝမ်းတစ်ခါအတွက်အဲသူတို့ဒါဂျုံရကြပန်းလေးအလုပ်လေးလုပ်ပြီးတော့ဒါကျွန်တော်တို့မိုးရင်းဘတ်ဆိုတော့ဒါမျိုးနှုတ်တာပေါ့နော် ဒါတော့ຫນွေစဘာဆိုင်တာလို့ထင်တယ်ဗောနော်ကျွန်တော်ຫນွေစဘာဆိုင်တာပဲထင်တယ်ဗောနော်အဲဒါကြောင့်မို့လို့ဒါဖွာတော့ဒါမျိုးနှုတ်တာဗောနော်82နှစ်ဆိုတဲ့အာကျွန်တော်တို့နေတဲ့အသက်ရောမဟုတ်တော့ဘူးဗျာအဲတာမန်လူဆိုရင်တော့ကျွန်တော်တို့ဘလုံးမောက်မဖြစ်နိုင်ဘူးเนาะအဖွားကတော်တော်လေးဥမာအဲကျမကြီးကောင်းတယ်လို့ပဲအဲကျွန်တော်ကတော့မြင်တယ်ဘောเนาะဘာကြောက်ဆိုတော့ဒါမျက်လုံးလေးကောင်းတယ်အဖွားအားရင်လည်းတော်တော်လေးမှပြည့်စုံတယ်လို့ထင်တယ်ဘောเนาะတော်တော်လေးမှရှေ့ဘွားကုသိုလ်ကံကောင်းခဲ့ပြင်မဲ့လဲကျွန်တော်ကျမ်းမာ တန်ဆွမ်းစာနေရပေမဲ့လေရှေ့ဘွားကုသကံကြောင့်ကျမအနာယောဂ66ပါးယောဂမရှိပေမဲ့လေဒါပေမဲ့အဲကုသကံတစ်ခုကတော့အားနေတာဗောနော်ဘာကြောင့်လဲဆိုတော့အဖွားမှာကျွန်တော်တို့အဲပတ်စံဆိုတဲ့အရာကြီးကမပြည့်စုံခဲ့တော့နောက်ဆုံးနေဝင်ချိန်အထိကိုဒါအလုပ်လုပ်ပြီးတော့ရှာဖွေစတော့ရတဲ့အတွက်တော့အဖွားတော့အဆင်မကုန်ဘူးနော်ကျွန်တော်ပြောလို့ချင်းချင်းမမာနဲ့အဲဒီလိုလေးမြင်ရပြန်တော့လေအဖွားကိုတကယ်မှကိုလေးစားတယ်ဗောနော်ဩကျွန်တော်တို့ကဆိုရင်လုံနိုင်ပါမလားဗောနော်အဖွားလို့ချင်းချင်းမမာနဲ့ နေရပါမလားအခွားအသက်လောက်ကျွန်တော်တို့နေရပါမလားဆိုတော့အဲတော်တော်လေးမှစဉ်းစားယူရတယ်ဗောနော်ဘယ်လိုပဲဖြစ်ပါပတ်စံရှိတာမရှိတာထက်ကျွန်တော်ကျန်းကျန်းမမနဲ့အသက်ရှိစဉ်အခါလေးမှာကျန်းကျန်းမမချမ်းချမ်းသက်သာလေးချမ်းချမ်းသက်သာဆိုတာဟိုလိုငွေကြီးပြောတာမဟုတ်ဘူးနော်စိတ်ချမ်းချမ်းသက်သာနဲ့ဟိုနေရရင်ပဲကျင့်တတ်ပါဘူးဟိုဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့လူ့ဘဝမှာအသက်ကြီးရှိရောဗျာအသက်တော့အသက်ရှိရှိနေရမယ်ဒါမှကျန်းမာရေးမကောင်းတဆုဆုံညာကျွန်တော်တို့လေတွေမိတယ်အခြေပိုင်းတည်တယ် တချမ်းဖြန်းသွားတယ်ဒါမှမဟုတ်အောက်ပိုင်းဖြန်းသွားတယ်အဲ့လိုမျိုးဒုက္ခိတာပွားနေတယ်မနေချင်းဆိုတာဘာကြောက်လဲဆိုတော့တာသမီလည်းကြာနေကိုယ်စိတ်ရှိမှာမဟုတ်ဘူးကြာပါကြာလာကြာပါများသွားတော့ဘယ်သူမှကျင်တာယူရနိုင်မှာမဟုတ်ဘူးเนาะဟိုနေရင်လည်းအဖောက်လိုမျိုးပဲဟိုတန်တန်မာမာနဲ့တော့ကျင်းကျင်းမာမာနဲ့ပဲအဖောက်လိုမျိုးဝင်နေချင်းပါတယ်နေရမယ်လို့လည်းမထင်ပါဘူးကျွန်တော်တို့အသက်80နှစ်နေဆိုတာဒီဒီဘက်ခင်မှာတော့ဘယ်လိုမှမဖြစ်နိုင်တော့ဘူးเนาะအဲကျွန်တော်တို့ဖွားဆိုလဲ ဒါ80နဲ့6နှစ်ရှိပါတယ်ဒီအဖွားလောက်တော့မမအောင်အဖွားတော့ကျွန်တော်တို့အဖွား80နဲ့6နှစ်ဒီအဖွား80နဲ့6နှစ်ဒါကျွန်တော်တို့အဖွားလမ်းတော့မှရှောက်တော့ရှောက်နိုင်တယ်ဒါပေမဲ့တုံတုံဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့အဖွားကတော့ဒါပေမဲ့ဒီအဖွားကမျိုးပါနှုတ်လေပေါ့နော်အဲအဖွားကိုကြည့်တော့စိတ်လည်းမကောင်းဘူးဒါပေမဲ့ဩအဖွား82နှစ်ဆိုပေမဲ့ तू အလုံးလုံးနိုင်သေးတယ်သူဝင်သူသူရဲ့1တစ်ခွာခဏသူတို့လူများနှစ်ယောက်ရဲ့ စားတော့ဖို့အတွက်တော့သူတို့လင်မယားနှစ်အောင်လုံးဒီမှာသူတို့ရှာစားနိုင်ကြည့်ရယ်ဆိုတာလေးကြည့်တော့စိတ်တော်မောအသာသမီးတွေလည်းပဲစိတ်ကောင်းပါလေဗျာသူတို့အဖွားရဲ့သာသမီးတွေလည်းအဆင်မပြေလို့ဒါမိဘတွေအလုံးလောက်ရတာမကြည့်ရပေမဲ့လည်းအဆင်မပြေတော့လည်းဒီလိုပဲကျွန်တော်တို့အမျက်နှာလွှဲထားတဲ့အနေထားပဲဖြစ်မှာပေါ့နော်ဒီကောမမှာကျွန်တော်ဝင်ကြည့်တလောက်တော့ဒါသာသမီလေးလည်းအဆင်မပြေဘူးလို့ပြောတယ်ပေါ့နော်ဒီပို့တင်ထားတဲ့အဖို့က ကို့မှာကျွန်တော်တို့ဒီ TikTok မှာသူအကြောင်းပြန်ထားပြီးတယ်မော်တာသမီးမရှိကြဘူးမီးလေးရမှာတာသမီးရရှိတယ်တဲ့ဒီလိုပဲအဆင်မပြေလို့အဖွားတို့လည်းဒါစားဖို့တောက်ဖို့မပူရှင်တဲ့အတွက်လင်မယားနှစ်ယောက်လုံးမျိုးလာနှောက်တာဗောနော်ဘယ်လိုဖြစ်ကျွန်တော်တို့မျိုးတစ်ထောင်ဦးတော့ဘယ်လောက်ရပါ යි လဲမသိဘူးဗောနော်ဟိုရင်တော့ဆိုတော့မျိုးတစ်ထောင်မျိုးမျိုးတရားကိုကျွန်တော်တို့တစ်ထောင်ရတယ်ဗောနအခုဆိုတော့လည်းမနေဘူးရပြီလို့ထင်ပါတယ်ဗောနဘယ်လိုဖြစ်ဖောက်လို့လည်းများအဲဒီတမကကျမ်းမအဲတန်ဆာစွာမဲ့ဟိုအဲကိုညီမဲတွေပေါ်ပြီးတော့ အေးဂျန်ဂျန်လေးနဲ့တရားပေါ်မှာအားထုတ်ပြီးတော့အစိမ့်လေးအေးနဲ့နေနိုင်ပါသေးလို့ဆုတောင်းပေးတယ်ပေါ့နော်အဲဒီ comment မှာလည်းကျွန်တော်ဝင်ကြည့်တဲ့ချိန်မှာဒါအဖွားကိုအဖွားတို့လင်မြန်းနေရောရသက်ပန်မှုမှုဆိုပြီးတော့အဲအမတယောက်ဒါ comment မှာရေးထားတာတွေ့တယ်ပေါ့နော်ဘယ်လိုပဲဖြစ်အလှူရှင်တွေဟိုများများတွေ့ပြီးတော့အဖွားကိုအဖွားတို့လင်မြန်းအောင်ထူနိုင်ပါသေးလို့လည်းဆုတောင်းပေးတယ်ပေါ့နော်မျိုးတွေအားလုံးလည်းကျမချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာကဲကျွန်တော်တို့ဗီဒီယိုလေးထပ်ကြည့်လိုက်အောင်နော်တို့အိမ်နာလည်းရှိသေးတယ်တို့အိမ်နာကတော့ဒီနေ့မပါဘူးပေါ့ မကြီးကတော့တရားတော့စာဝင်နေအတွက်တစ်ဖက်တစ်လမ်းနေပြီးတော့လုံးလုံးနေရပေါ့ဗျာဒါကတော့အတက်80ကျော်မကြီးကျွန်တော်တို့ရမှာပြုံးလုံးနေရပေါ့လားဒါကတော့ကျွန်တော်တို့ရအမကြီးပေါ့ဗျာအတက်ကတော့80နှစ်နေရှိ ခုချိန်ဒီပြုံးလုံးနိုင်တော့မဲဆန္ဒဖြူပေမဲ့လက်ကတော့အတွက်နေတော့မဲသူ့အိမ်သားလည်းရှိသေးတယ်သူ့အိမ်သားကတော့ဒီနေ့မပါဘူးပေါ့မကြီးကတော့ဒါကတော့ စာဝင်ကြီးအတွက်တစ်ဖက်တစ်လမ်းနေပြီးတော့အလုံးလုံးနေရပေါ့ဗျာ။ဒါကတော့အသက်80ကျော်မိကြီး